မင်္ဂလာပါချမိဆွေတို့ရေ blessing rock ကိုကျမရဲ့အတွက်နေ့တိုင်းတောက်တင်တဲ့အဲဒီစပလင်ထေးလေးကိုလှုပ်ပြပါမယ်လို့ blessing rock အမြဲတမ်းနေ့တိုင်းတောက်တော်လေးအယောင်ကိုကျမရတဲ့အတွက်ကြောင့်မို့ချမိဆွေတို့လည်းပြန်လည်ဝင်းကပေးလိုက်တာပါလို့ခဲ့ရဆင်တော့အခုပဲစတင်လိုက်ရအောင်ပါချစ်တို့ရေ let's go right now ခဲစတင်ကြမယ်ချစ်တို့ရေခဲ့ စပလင်ယူဖို့အတွက်ကို channel ကိုဆင်းကြမယ်နော်။ကဲခုဒီအချိန်မှလေဒီယူရိုဘက်မှာဆိုအရောင်ကိုအေးလာတဲ့အတွက်ကြောင့်မို့လို့ blessing တို့ကနင်းကြရင်ဟိုနင်းရိုက်ပြီးမှတေးတဲ့အပင်လေးတွေဆိုရင်လေအထက်မှာအောင်ထားရတယ်လေ။အဲကြောင့်ကြည့်ပါဦး။အားလုံး blessing ရယ်။အဲ့ဒါအထက်မှာအဲတဆောင်းလုံးပေါ့နော်။ ပစ္စုယူရပေါ့အတက်ကိုအထဲကိုလွှင့်ထားပါတယ်လို့ garden အထဲမှာပေါ့နော်။ကဲဘာမှအဆုံးပြဆိုရကအရင်ရွယ်လေးပါလို့ဒါကတော့ဒါပူစီနန်ပြီးတော့ဒါစပလင်ပေါ့နော်။ကိုရိုင်းဆိုင်သားတော့ကိုရိုင်းပူပြီးတော့မှလှလှဆဆတောက်လို့ရတာပေါ့။အပြင်ဆိုင်ကဝင်မဲ့စားဆိုရင်ကိုရိုင်းတနိုင်စားမှာခူထားတာလေအမြင်ရအဲ့ဒါခတ်တောက်တဲ့အတက်ကြောင့်မှမရှိအောင်မရှိတော့ဘူးပေါ့နော်။တံပရာပင်ပြီးရင်ဒါကဒီဘက်မှာစကြတော့ အဲဒီတံပီယိုပင်တို့ ပါလို့လည်းရှိတယ်ဘလက်ဆန်ကအမမပြောပင်ပြီးရင်သေးုံနနာအစုံပါပဲပေါ့နော်ကဲခြံထဲမှာတော့ဒီလိုပါပဲလို့အမြဲတမ်းကိုကြိုက်တဲ့အသီးရွက်ကိုဆိုရင်တော့အောင်းထားရတာပါပဲကဲအခုတောင်ရေးစေးပြီးတော့မှစပလင်လေးကိုလည်းဂျင်းရွက်ရဲ့စပလင်ရွက်ပဲဆိုရင်ဂျင်းရွက်ကနင်းသွားတဲ့အတွက်ကြောင့်မို့ဒီဂျင်းဖတ်လေးကိုနည်းနည်းထဲမယ်ပြီးရင် ပူစီနာဝကြတော့အကိုင်းလေးတွေပဲထဲမယ်နော် အရွက်လည်းတကယ်လို့ရစ်နဲ့အရွက်တွေဆိုထဲလို့ရပါတယ်လို့လို့တောက်ကြည့်ပါလို့အရာကိုကျမရင်းနေညွတ်တဲ့ဒီအမ်ထေးလေးဖြစ်တာကြောင့်မို့လေဘယ်လိုဆိုရလဲအရာအရာအရာကိုမှုန်းနေရပဲနော်တောက်တဲ့အခါမှာလည်းလေဒီရာတင်နဲ့ဆိုရင်အရာကိုလိုက်ဖက်ဆုံးအဲလဖေးချမ်းလေးပေါ့နော်ကဲမှာ ပူစင်နာလေးတွေဟိုဆိုလဲအကန်းအရန်ကြီးတယ်ဆိုတော့ဒီလိုထဲပါလို့အမှရေနွေးပူပူလေးကိုလေအဲ့ဒါချက်ပြီးတော့မှအမှလောင်းထည့်ရပါမယ်လို့ခဲတွေ့လားတဖြည်းဖြည်းနဲ့ရေနွေးလောင်းထည့်လိုက်ပြီဆိုတာနဲ့ကိုအယောင်လေးတွေကလေဟိုအယောင်မိုက်တဲ့အယောင်ညလဖေးရေချာအယောင်လေးဖြစ်လာတယ်သူ့နည်းနည်းထားလိုက်မယ်ဆိုပိုးပြီးတော့မှအယောင်လေးတွေကဟိုအဲ အယောင်ကိုဆွဲဆောင်မှုရှိတဲ့အယောင်လေးပါလို့အနံကလည်းမှွေးနေရောလေကဲဆိုရင်ဒါကို present စမ်းကြည့်မယ်နော်ဒါတော့နည်းနည်းရေးရတော့နည်းနည်းဖြော့ဖြော့လေးဖြစ်နေသေးတယ်ကိုယ်ကအဲ့မှာခဏထားပြီးတော့မှအဲ9မိနစ်10မိနစ်လောက်နှပ်ထားပြီးတော့မှတောက်မယ်ဆိုရင်နော်အယောင်ကိုကောင်းပါတယ်လို့အမှတားနေရပဲနော်အယောင်ကိုကျမရင်းပြီးခတင်းကိုရှင်းပြီးတော့မှလေ အသွင်းကလေးစားတွေပါအလုံးအဲဒီလုံးဝရှင်းထုတ်ပြီးတဲ့ဒီလဖေးကြံလေးပါပဲလို့အဲ့ဒါတော့ချစ်သူကိုလည်းတောက်စီချင်လိုက်တာနော်ဒါလေးလုံးတောက်ချပါလို့အရင်တော့ဆိုရင်လည်းတခြားလဖေးကြီးပဲလဖေးကြံနေပဲတောက်နေကြအခုဆိုနေ့တိုင်းလို့လို့တငယ်ချင်းတွေလာပြီဆိုလည်းပြလဲဆိုတော့ဒါလေးပဲ ဒီလက်ဖက်ကြံတောက်ပြီးတော့မှနေချာစီလေးထိုင်စားခုချိန်မှာဆိုအေးနေတော့လေကျမတို့ယူရိုဘက်မှာဆိုအရာအေးနေတော့ဒီသေးလေးကိုနေတိုင်းညတိုင်းတောက်ဖြစ်ပါတယ်လို့ခဲ့တယ်ဆိုတော့အလုံးကောင်းလို့ပိုင်ဆိုင်ကြပါစေလို့ဆုမွန်ကောင်းတိုင်းပါပါ